အမေရိကန်နိုင်ငံပညာရေးနဲ့ယဉ်ကျေးမှုရေးရဘျူရိုရဲ့ပံ့ပိုးမှုနဲ့ဖွင့်လှစ်တဲ့ English Access Micro Scholarship Program ရဲ့နွေရာသီစခန်းပိတ်ပွဲအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုကိုမင်းညိုကပေးပို့ထားပါတယ်ရှင်အရိကန်နာကိုပဲခူးတိုင်းပြည်မြို့ဘရင်အောင်လက်အရှိုချင်းဓမ္မကျမ်းစာတင်ကြောင်းမှာမေလ21ရက်နေ့ညနေ3:00နာရီထိုးမှာကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီးပသိမ်မြို့နဲ့ပြည်မြို့တို့ကတင်နန်းသားတရားတို့နဲ့ဖိတ်ကြားထားသူတွေတက်ရောက်ပြီး တင်းနန်းသားတွေကိုအောင်လက်မှတ်တွေပေးခဲ့ပါတယ်။ပညာတော်တဲ့လူငယ်တွေအတွက်အခုလိုအခွင့်အလမ်းတွေရှိတဲ့စ조사လို့ထူးချွရင်နောင်တိုင်းပြည်ကိုဥဆောင်သူတွေဖြစ်လာနိုင်တယ်။နိုင်ငံတကာသက်ကတော်တွေကိုတက်လန်းနိုင်မယ်လို့တာဝန်ရှိသူတယောက်ကရှင်းပြပါဗါတယ်။အမေရိကန်ဆိုရကအဲ့ဒီတင်းနန်းတွေကိုလွန်ခဲ့တဲ့စနစ်ကျော်ကလေးကစတင်ခဲ့တာဖြစ်ပြီးအခုဆိုရင်နိုင်ငံပေါင်း40ကျော်မှဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။မြန်မာပြည်မှာတော့မြစ်ကြီးနားစကိုင်းပြေကြောက်စဲမော်ရမြိုင်ဟိုပုံပသိမ်ဖအံ စတဲ့မြို့ကိုမြို့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။တင်တဲ့အနေနဲ့နှစ်နှစ်တရားမှာဖြစ်ပြီးအခချင်းငွေပေးစရာမလိုပဲအမေရိကန်အစိုးရရဲ့ပံ့ပိုးမှုနဲ့အသက်16နှစ်ကနေ19နှစ်ရှိသူတွေတက်ရောက်နိုင်ပါတယ်။တင်တန်းကတပတ်ကိုစနေနေ့တရက်သာတက်ရပြီးကျောင်းသားဗဟိုပြုပုံစံနဲ့နိုင်ငံတကာစံနှုန်းအတိုင်း Force Key American Culture Democratic Value Leadership Skill နဲ့မတူညီတဲ့ယဉ်ကျေးမှု၊ကွဲပြားတဲ့ကိုယ်ွယ်မှုတွေနဲ့အတူအတူရှင်တွဲနေထိုင်ခြင်းအလေးထားတွေကိုပါသင်ကြားပေးပါတယ်။ 见到美女吧，可没？